တောင်ဘယ်နှမလဲလို့ဆိုတော့ခေါင်းကြီးတို့လည်းရှားကြည့်တယ်ဘယ်နှမမသိဘူးအခုတော့နည်းနည်းတော့စဉ်းစားလို့ရလားသူစဉ်းစားလို့ရတော့ဆိုတဲလွန်စာလေးတစ်ခုတွေ့ဒီ Earth Planet ကဘာဂျိုကြီးဟာကဘာဂျိုကြီးရဲ့အခုခေတ်အခေါ်နဲ့ပြောမယ်ဆိုရင်မြောက်ဝေယုဇဉ်ထိတ်မြောက်ဝေယုဇုံနဲ့တောင်ရင်ဝေယုဇုံအဲ့ဒီမြောက်ဝေယုဇုံဟာမြေမတောင်ထိတ်ဖြစ်နိုင်တယ်ပေါ့ဘာဖြစ်လို့လို့ဆိုရင်စာပေထဲမှာ နတ်ပြည်တဝရိန္ဒာနတ်ပြည်ကမြစ်မုတောင်ထိပ်မှာရှိတယ်တဲ့အတုရနတ်ပြည်ကမြစ်မုတောင်ရဲ့အောက်ခြေမှာရှိတယ်တဲ့အဲမြစ်မုတောင်ရဲ့အောက်ခြေကရေပြင်ထဲမှာမြုပ်နေတယ်ဆိုတော့ကဘာကြီးကြည့်လေဖလုတ်တင်းဖြစ်နေတာရေပြင်တွေကလွှမ်းတာကဘာလုံးကြီးကိုတခြားကြည့်ရေပြင်တွေလွှမ်းနေတာအဲ့ဒီအောက်ခြေမှာရေအောက်မှာအတုရနတ်ပြည်ရှိတယ်တဲ့အဲ့ဒီရေပြင်နဲ့တပြေးညီတဲ့မြစ်မုတောင်ခါးပန်းမှာလူပြည်ရှိတယ်လို့ဆိုတော့ ကိုနေတာကမြင်းမတောင်ရဲ့ခပန်းမှာနေပြီးတော့ရောင်းမခါထိုးရှားနေတယ်လို့မဖြစ်ပေဘူးလား။နော်။တိတ်ကြီးလွန်းအကြီးတော့မမြင်နိုင်ဘူးလို့ဆိုလို့။တိတ်ဝေးလွန်းတယ်၊တိတ်ကြီးလွန်းတယ်။အလွန်ကြီးမားတဲ့နေရာကြီးမှာ။နော်။ဒီပြရမပြောနဲ့ဒီတေးသေးလေးဖြစ်တဲ့စင်ကာပူမြို့တော်မှာပဲ။နော်။ကားစီးရတာတော်တော်ကြားလာကို။ဆုံးမြင်ဖို့တော်တော်ခက်လာ အဲ့တော့မြေမို့တောင်ကြီးရဲ့ခါးပန်းနေတဲ့ပုဂ္ဂိုလ်မြေမို့တောင်ထိပ်ကိုဘယ်လိုလုပ်မြင်နိုင်မှာတော့ဝေးကြီးအဲ့တော့မြေမို့တောင်ဆိုတာအကျမ်းပြန်အဖြစ်တော့အဲ့ဒီစာပေရဲ့အဆိုအရလူပုံဟာမြေမို့တောင်ရဲ့ခါးပန်းမှာရှိတယ်လို့ဆိုတော့မြေမို့တောင်ထိပ်ဒီရောက်ဝင်ရုံးထိပ်ဖြစ်မယ်ဘာဖြစ်လို့တော့ဆိုဒီ earth planet ကြီးကကမ္ဘာလုံးကြီးကလေတုထဲမှာနေတာရသော်ဗျာဟောတဲ့တရားတော်အရာကြည့်မယ်ဆိုရင်လေကမ္ဘာကြီးကဂြိုလ်ကြီးတစ်ခုပဲနိ အဲဒီစัจ java လာတွေအကြောင်းမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တွေရှိတယ် Buddhist cosmology ပေါ့အဲ့ဒါ sulanika loka dhatu သုတ်ခေါ်တယ်အနန္တစัจ java လာအယူဆသိပ္ပံပညာကခရေတိလက်ခံနေတယ်ပေါ့မြတ်စွာဘုရားကအနန္တစัจ java လာသို့တော့စัจ java လာဆိုတဲ့အတုံးကိုခရီးကိုယ်တိုင် သုံးခဲ့တာမဟုတ်ဘူးလောကဓာတုဆိုတဲ့အတုံးကိုသုံးတယ် สุลณิกาโลกธาตุหลุโลกธาตุကိုဖွဲ့စည်းပြီးတော့ပြတဲ့အခါမှာမြတ်စွာဘုရားကစัจ java လာတထောင်ကိုสุลณิกาโลกธาตุหลุဒီလိုသုံးတယ်စัจ java လာတထောင်ဆိုတာဘာလဲလို့ဆိုရင်မြင့်မို့တောင်တစ်ခုနတ်ပြည်6ထပ်ကတစ်ခုစီလူပြည်ဟောဒီလိုဖွဲ့စည်းထားတာနေတစင်းလာတစင်းအဲ့ဒါကိုစัจ java လာတစ်ခုလို့သတ်မှတ်တယ်နေစัจ java လာတစ်ခုအဲ့ဒါလို့စัจ java လာပေါင်းတထောင် အဲ့တော့လူပြေတွေလည်းအများကြီးရှိမှာပြင်းမနေကြနဲ့ပြင်းလို့ရှိရင်သွားလဲပေါ့ဟိုဘက်ကနော်စัจ java လာတထောင်တောင်ရှိတာလေဟိုမှာလည်းလူတွေရှိမှာအခုခဏခဏဒါတော့ UFO ဆိုတာတွေပြောပြောနေကြတာမှလားဟုတ်ချင်လဲဟုတ်မှာပဲနော်အမတန်ဖလင်မြန်နဲ့ယင်ပြန်နဲ့စီးလာမယ်ဆိုမရောက်ဘူးလို့တော့ပြောတယ်ကောင်းငင်ရံမှာရှိတဲ့အရာဟုတ် အဲ့တော့ဂျိုသားဂျိုသားနဲ့ခေါ်တာကိုယ်လည်းဂျိုသားပဲဒီပြင်ဂျိုကတူကကိုယ်လည်းဂျိုသားခေါ်မှာပဲလေနော်စတိုင်တော့တူချင်မှတူမှာပေါ့လူတွေအဲ UFO unknown flying object ဆိုရယ် UFO ပကံပြားပြန်ဆိုတာပြောနေကြတာလေအဲ့မြတ်စွာဘုရားဟောထားတဲ့စัจ java လားနေတထောင်လတထောင် မြို့တောင်ပေါင်းတထောင်မြို့တောင်ကိုမိပြီးတော့နေတဲ့ရပ်ပြေ6ထပ်ကလည်းတစ်ခုစီ တထောင်စီ လူပြေကလည်းတထောင်စီဒီလိုသွားတာဆိုတော့လေးချွန်းတမြင့်မို့အဲ့ဒါလို့ရှိတာစัจ java လာပေါင်းတထောင်ကိုစုလဏိကလောကတလို့ခေါ်တယ်စัจ java လာပေါင်းတထောင်မစ္စမိကလောစัจ java လာဂရေတသိန်းမဟာလောကတတူလို့ဒီလိုစုလဏိကလောကတတူတုတ်မှာမြတ်စွာဘုရားကခေါ်တာခေါ်တာအာအာရရပြောတာမဟုတ်ဘူးအကြောင်းရှိလို့ပြောတာနော် ရသော်ဘုရားကအကြောင်းရှိမှခေါ်တယ်ဒီစကားမျိုးတွေမသိတာတော့မဟုတ်ဘူးရသော်ဘုရားကအကုန်သိတယ်အကုန်သိတယ်ဆိုတာဒိဗ္ဗစကုညာနဲ့ချိလို့ရှင်အကုန်မြင်ရတာမို့အကုန်မြင်ပြီးတော့မှသိတယ်အဲ့တော့ဒီစัจ java လာတွေအလုံးရှိတယ်သူစัจ java လာထဲမှာရှိတဲ့တရားတွေရဲ့အခြေအနေတွေကိုလည်းအကုန်သိတယ်ဘာလို့ရင်ဘာဖြစ်တယ်ဘာလို့ရင်ဘာဖြစ်တယ်ဆိုတာအကုန်လုံးမြင်ရတယ်ပေါ့